အင်းအားလုံးစီပေါင်းပါအားလုံးပဲမင်္ဂလာပါရှင်။ပေဖူဒီညောင်ဘလော့ကနေကြိုဆိုပါရရှင်။မေခုလုတ်ပြပေးမယ်ဘလော့လေးရတော့ပေါ့နော်။မေယိုတာချက် ်ဦးပေါ့နော်ချက်ဦးကိုမေရတာအဆက်ကျော်လေးကြောပြပေးမယ်ဖြစ်ပါရဲ့ရှင်ချက်ဦးကိုစွစွမေးပေါ့နော်စားနဲ့ပေါ့နော်ခုလိုမျိုးတေချာတမအောင်နှဲလိုက်ပါမယ်ရှင်ဘာလို့စားနဲ့နေအောင်ဆိုတော့စားမှာစားပေါ့နော်ဒီချက်ဦးရဲ့အကြီးချွဲကြီးရဲ့စားရဲ့အားပေါ့နော်ဒီချက်ဦးရဲ့အညိနဲ့နေကိုပျောက်သွားစေတဲ့အတွက်ကြောင့်မေရစားနဲ့ခုလိုမျိုးချက်ဦးကိုနှဲလိုက်ခြင်းဖြစ်ပါရဲ့ရှင် စားနေကျုပ်ဦးနေတာပေါ့နော်မိဝကကြတော့တထက်သေးမနေဘူးတခါမနေဘူးပေါ့နော်အဲစားနေကျုပ်ဦးကိုသုံးခါလောက်မြင်ရတော့နေလိုက်ပါမယ်ရှင်ချူကကြတော့ဒီစားနေမနေဘဲနဲ့ပေါ့နော်ပဲမုံအစိမ့်သုံးမုံပဲမုံဆန်မုံနဲ့နေကြတယ်ပေါ့နော်မြင်ရတော့ပဲမုံဆန်မုံနဲ့မနေဘဲနဲ့စားရည်နဲ့ပေါ့နော်စားနေကိုအဲ့လိုမျိုးပြင်းပြင်းနဲ့မြင်အောင်သုံးခါလောက်ဝင်လိုက်ပါရဲ့ရှင်သုံးခါလောက်နေပြီးသွားပြီဆိုတော့ရှီဦးပေါ့နော်အဲ့လိုလေးငါးတက်လောက်စီလိုက်တယ်ပြီးတော့ဒါကျုပ် ဥကဘောနော်ဆော့ဆော့စားနေ3လေးတက်လောက်ဆေးပြီးသွားပြီဆိုရင်တော့ဒါအနှီးနဲ့ပြတ်အောင်မကြီးသေးမဲ့သေးနဲ့ခုလိုမျိုးအဲတမအောင်မှုေ့ပြီးရော ရေလေးနဲ့တခြားလေးဆေးပါမယ်ရှင် ကျုပ်ဥကိုကိုင်းပြီဆိုရင်တော့အဓိကရေများများသုံးပြရမယ်ရှင်။ဘာလို့ဆိုတော့နှက်ထားတဲ့အနံ့သက်တည်းရဲ့ဒီစားသက်တည်းရဲ့အလေးသက်တည်းရဲ့မကြည့်သိမဲ့အချင်သက်တည်းပျောက်သွားအောင်ရေလေးတော့မြန်မြန်လေးသုံးပြပါရှင်။မိကတော့အဲ့ဒီကပေါ့နော်။ဒီကျုပ်ဥကိုဘလောက်ထိသုံးလို့ဆိုဒီရေထက်စေးထဲမှာကျုပ်ဥကပေါ့နော်။ဆေးလိုက်တဲ့ချိန်မှာရေလေးရာကြီးတောက်နေတဲ့ချိန်ထိမိကရေကိုခုနှစ်ခါရှစ်ခါနောက်ထိရေစေးပြရဖြစ်ပါရဲ့ရှင်။ကျုပ်ဥကိုခုလိုမျိုးစေးပြီးသားဆိုရင်တော့သူများရေကတော့ဒီကျုပ်ဥကိုချစ်စားမိလေးလေးချစ်တယ်။ဒါမှမဟုတ်ရင်ထုံးတယ်ပေါ့နော်။ ။နေရတော့အလုပ်ကျစားမိချစ်တာရေးထုံးတာရေးနည်းနည်းလေးအလုပ်ရှုပ်ပြီးအချိန်ကုန်တဲ့အတွက်ကြောင့်ခုလိုမျိုးစားခြင်းနဲ့အနေထားလေးတစ်ခုအတွက်ပေါ့နော်။အဲကျုပ်ဦးကကြုံသွားတဲ့အတွက်ကြောင့်မိကကက်ကြီးလေးနဲ့ပေါ့နော်လောလောဆယ်တထွားလောက်လေးကိုက်လိုက်ပါတယ်ရှင်။အဲ့ဆိုတော့ကိုက်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစနုံးမုံလေးနဲ့အနေငယ်နှဲ့မယ်ပေါ့နော်အဲ့မှာဘာရတာမှမထည့်ဘူးအဲ့ပြီးတော့ချင်းချက်သူချင်းရယ်ဒီစပယ်နေရင်ပေါ့နော်ထောင်းပြီးတော့မိရအရင်ဆုံးပြုတ်လိုက်မယ်ပေါ့နော်အခုလိုမျိုးစပယ်လေးနဲ့ထည့်လိုက်မယ် စောထောင်းတာတယ်ဆိုပြီးလင်းဥတယ်ချင်းလေးရဲ့ထက်ပြီးတော့မေဝကပြုတ်လိုက်မယ်ရှင် အပြုတ်တဲ့ထင်မှာဟင်းညမုံနေစားလေးထက်မတည့်ဘူးဆိုဆိုဟဲ့အရေးမှာစားထက်ထက်တိုင်းချက်ကြောင်းမြန်ဒီစနုံမုံနေထည့်ပြီးတော့ဒီကျက်ဦးလေးကိုပြုတ်လိုက်ပါမယ်ရှင်ဒါလေးကတော့ကျက်ဦးလေးကအခုလိုမျိုးလေးပေါ့နော်ဤလဲဤသွားပြီဒီလိုမျိုးလေးထွထွေးလေးလည်းဖြစ်သွားပြီဆိုရင်တော့မေဝါကျက်ဦးလေးကိုဆဲလိုက်ပါမယ်ရှင်ဒီကျက်ဦးပြုတ်ရေကတော့မေကတော့အသုံးမပြုပေါ့နော်ဒါသုံးပြစ်လိုက်တယ်ပေါ့နော်အခုလိုကျက်ဦးလေးရထွထွေးလေးလည်းဖြစ်သွားပြီးအညီနဲ့နဲ့ပြုတ်သွားပြီးထင်မှာရှားသားမုံလေးတွေထည့်မယ်ပေါ့နော်ဒါကတော့မေချက်သားမုံလေးထည့်ထားပါရှင် ချက်သားမော်တော့ချက်နေတဲ့စိတ်ထဲပေါ့နော်ပြီးတော့အချုံမုံလေးထည့်လိုက်ပါမယ်ရှင်ပြီးတော့အစားလေးအနည်းငယ်ထည့်လိုက်မယ်ပေါ့နော်ပြီးတော့ဒါမဆလာလေးပေါ့နော်မဆလာတော့မေရတော့နှစ်ထုပ်သုံးပြပြထားပါရင်ရှင်မဆလာလေးနိုင်နိုင်နဲ့ခုလိုမျိုးဒါရတာလေးထည့်ပြီးသွားပြီဆိုတော့တမအောင်ဝင်လိုက်ပါမယ်ရှင်ဒီဆက်မှာမနော်ဆက် မအောင်မှုပြီးသွားရင်ဆိုရင်တော့ဒါကြော်ဖို့ရန်အတွက်ပေါ့နော်စီလေးရတော့ထည့်ရပါမယ်ရှင်ဒါတော့ပြင်တော်သိန်းလေးပေါ့နော်ပြင်တော်သိန်းရေလေးပါတာလေပြင်တော်သိန်းအတွက်ကြောင့်ပောက်တာရယ်ပေါ့နော်နည်းနည်းလေးကိုစီစဉ်မယ်ပြီးတော့ချင်းပြင်တော်သိန်းလေးကိုခုလိုမျိုးအဲတရိုင်းချွတ်သွားနေမှာပဲနဲ့မချွတ်ဒီလိုမျိုးလေးစိမ့်စိမ့်လေးရမှာပြင်တော်သိန်းလေးကိုဆဲလိုက်မယ်ပေါ့နော်ဘာလို့ပြင်တော်သိန်းကိုအရင်ကြော်ရအောင်ဆိုတော့ပြင်တော်သိန်းကိုအရင်ကြော်တဲ့အတွက်ကြောင့်ဒီစီရဲ့အနံအားပြင်တော်သိန်းအနံကိုပါတဲ့အတွက်ကြောင့်ချက်ဥကြော်တဲ့အချိန်မှာချက်ဥကမညော်ပဲနဲ့ပြင်တော်သိန်းအနံလေးမှုရပေါ့နော် ဒါကတော့ချက်ဦးချက်ဖို့တဲ့ရှင်းနဲ့ချက်သွင်းပြီးလေးပဲထောင်းပြီးတော့ဒီလေးရဲ့ကိုထည့်လိုက်ပါမယ်ရှင်။ချက်သွင်းနေရတော့လုံးဝမသုံးဘူးပေါ့နော်။မြန်အကျွတ်ကြောင်မှဖြစ်တဲ့အတွက်ကြောင့်ရှင်းနဲ့ချက်သွင်းပြီးလေးရတော့မွေးအောင်လို့ထည့်လိုက်ပါတယ်ရှင်။စောစောကပြုတ်ပြီးတော့ရတာနဲ့ထားတဲ့ချက်ဦးလေးတွေကိုခုရှင်းနဲ့ချက်သွင်းပြီးထည့်တဲ့အထက်မှာမေဦးကထည့်ပြီးတော့ခုလိုမျိုးတမအောင်ကြောလိုက်ပါမယ်ရှင်။ငြုပ်သီးချိန်နဲ့တက်တူကတော့ကိုချိန်နဲ့တဲ့ငြုပ်သီးလေးကိုကိုစားချင်တဲ့လောက်လေးထည့်ပြရတယ်ပေါ့နော်။ငြုပ်သီးမဆိုင်လို့ကတော့ငြုပ်သီးမထည့်ဘဲနဲ့အကျွတ်ကြောလို့ရပါရဲ့ရှင်။စောစောငြုပ်သီးလေးထည့်ပြီးတော့တမအောင်ဝေးပြည့်အချိန်မှာခုဒါ ားပေါ့နော်ဒီပြင်းတော်သိန်းလေးအဲကြော်ထားတဲ့ကျွံ့ညောင်ကြော်ထားတဲ့ပြင်းတော်သိန်းလေးကိုထည့်ပြီးတော့တမအောင်မွေးလိုက်ပါမယ်ရှင်ဒါကတော့အရသာရှိတဲ့အနံလည်းမညီတဲ့ကျုပ်ဥကြော်လေးဆက်ဆက်လေးခွက်ရပါပြီရှင်မိရဲ့ဘလော်လေးကိုခုလိုမျိုးစားဆုံးကြည့်ရှုပေးသူများအားလုံးကိုအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်မေးဘာလို့လုံးမဲ့ဆိုတာလဲဆက်လက်ပြီးစောင့်မျှော်အပိတ်ကြည့်ရှုပေးပါအောင်ရှင်နောက်ဘလော့မှာပြန်လည်ဆုံတွေ့မယ်နော်